ဖျားသခင်ရဲ့ကဘာဟိုးရှိရှိတုန်းကဖျားသခင်ကလွဲရင်ဘာမှမရှိဘူးလူလည်းမရှိဘူးကဘာမြေကြီးလည်းမရှိဘူးအချိန်နာရီဆိုတာလည်းမရှိဘူးဘာဆိုဘာမှမရှိခဲ့ဘူးတမကျန်းစာထဲမှာဒီအတိုင်းပဲပြောထားပါတယ်ကျန်းစာတဲ့ကပထမဆုံးစာအုပ်ကိုကဘာဦးကျန်းလို့ခေါ်တယ် ဒီစာအုပ်ကအရင်ဦးဆုံးဖြစ်တဲ့အကြောင်းတွေကိုရေးထားပါတယ်။အရာအားလုံးဟာဘုရားသခင်ကစခဲ့တယ်လို့ဒီစာအုပ်ကဖော်ပြတယ်။ဘေဟာတခုမှသူဟာသူဖြစ်လာခြင်းမဟုတ်ပဲအရာအားလုံးကဘုရားသခင်ပြုလုပ်ထားတာဖြစ်တယ်။သူပြုလုပ်ထားတဲ့အရာတွေမှာကဘာမြေကြီးလဲပါဝင်တယ်။လူတွေ၊ဂျိုးတွေ၊စကြဝဠာကြီးတွေလဲပါတယ်။ ဘုရားသခင်ပြုလုပ်တော်မူတဲ့အရာအားလုံးဟာပြည့်ပြည့်စုံတယ်။ဘုရားသခင်ဟာယောက်ျားမိန်းမယောက်ျားကလေးမိန်းကလေးတစ်ပေတွေပန်းမှန်တွေအားလုံးချစ်ချစ်ခင်ခင်တစ်တင်မြတ်မြတ်နေဖို့အလိုတော်ရှိတယ်။တရိษံတွေပန်းမှန်တွေသီးပင်တွေလည်းမပြတ်စည်းစေခြင်းဘူး။ဒါပေမဲ့တိတ်ကြောက်စရာကောင်းတဲ့အရာတစ်ခုပေါ်လာတယ်။ ဖျားသခင်ဖြစ်စေခြင်းနဲ့အတိုင်းမဖြစ်လာတော့ဘူးဖျားသခင်လှုပ်ထားတော်မူတဲ့အရာအလုံးဟာပျက်စီးသွားတော့မလို့ပဲဒါပေမဲ့ဒီအခက်ခဲကို ဖြေရှင်းဖို့ဖျားသခင်မှာအံ့ဩဖွယ်ဖြေတစ်ခုရှိတယ်ကလေးတို့ဒီစာအုပ်ကိုဆက်ဖတ်ကြည့်ရင်ဖျားသခင်ဟာ ကလေးတို့ကိုဘလောက်ပျော်ရွှင်ကောင်းတဲ့အရာတွေပေးခြင်းလဲဆိုတာသိလာရလိမ့်မယ် ပြဿနာတွေကိုဘယ်လိုဖြေရှင်းခဲ့သလဲဆိုတာကိုလည်းတွေ့ရလိမ့်မယ်။ဖျားသခင်ဟာကလေးတို့ကိုအံ့ဩဖွဲ့ကောင်းတဲ့အတ္တာမှာပျော်ရွှင်စွာနေထိုင်ဖို့အလိုတော်ရှိတယ်ဆိုတာကလေးတို့တွေ့ရလိမ့်မယ်။ဖန်ဆင်းခြင်းအကြောင်းကဘာဦးကျန်းအခန်းကြီး၁အခန်းငယ်၁နှင့်၃ကိုခြေပြုထားတာဖြစ်ပါတယ်။ပထမဦးဆုံးဟာ ကဘုရားသခင်ဟာစัจ java ရာကိုဖန်ဆင်းတော်မူတယ်။ကဘာမြေကြီးဟာပပုံသရမ်းမှမရှိဘူး။အသက်ရှင်တဲ့အရာအလုံးဟာတခູ່မှမရှိသေးဘူး။နေရာတိုင်းဟာမှောင်မဲနေတယ်။လှိုင်းထနေတဲ့ရေတွေဟာ ရှိသမျှအရာအလုံးကိုဖုံးလွှမ်းထားတယ်။ဘုရားသခင်ရဲ့တကိုးတော်ဟာရေရေတွေအပေါ်မှာသွာလာလှုပ်ရှားနေတယ်။ဒီတော့ ဘုရားသခင်ကအလင်းရောင်ဖြစ်စေလို့မိန့်တော်မူတယ်။မိန့်တော်မူတဲ့အတိုင်းအလင်းရောင်ဖြစ်လာတယ်။ဘုရားသခင်ကဒါကိုမြင်တော့ဝမ်းသာတော်မူတယ်။ဘုရားသခင်ကအလင်းတသက်အမောင်တသက်ဖြစ်အောင်ခွဲခြားလိုက်တယ်။ဒါနဲ့ပဲညနေချိန်ကုန်သွားပြီးမနက်ပိုင်းရောက်လာတယ်။ဘုရားသခင်က ကောင်းငင်ဖြစ်စေလို့အမိန်တော်မိန့်တော်မူတယ်မိန့်တော်မူတဲ့အတိုင်းဖြစ်လာတယ် ဲ့ဒီလိုနဲ့ဘုရားသခင်က ကောင်းကင်ကိုဖန်ဆင်းခဲ့တယ်။ညနေချင်းကုံသွားပြီးမနက်ပိုင်းရောက်လာပြန်တယ်။အဲ့ဒါဒုတိယနေ့ပေါ့။နောက်တစ်ဖန်ဘုရားသခင်ကကောင်းကင်အောင်မှာရေဝီအားလုံးတနေရာမှာစုဝေးစေ။ကုံးမြေပေါ်စေလို့မိန့်တော်မူတယ်။မိန့်တော်မူတဲ့အတိုင်းဖြစ်လာပြန်တယ်။ကုံးမြေကိုကဘာမြေကြီးရေကို ပေလဲလို့ဘုရားသခင်ကနာမည်ပေးတော်မူတယ်။ ဒါကိုလည်းဘုရားသခင်ကဝမ်းသာဘုရားသခင်ကိုဝမ်းသာစေပြန်တယ်။ပြီးတော့ဘုရားသခင်ကမြေကြီးပေါ်မှာ အပင်မျိုးစုံပေါက်စီလို့မိန့်တော်မူပြန်တယ်။မိန့်တော်မူတဲ့အတိုင်းစဘာသီးနှံတွေအသီးသီးတဲ့အပင်တွေပေါ်လာတယ်။ဒီအတွက်ဘုရားသခင်ကဝမ်းသာအားရတော်မူတယ်။ဒါနဲ့ပဲညနေချိန်ကုန်လွန်သွားပြီးနောက်တစ်နေ့မနက်ရောက်လာပြန်တယ်။ဒါဟာတတိယနေ့ပေါ့ အဲ့ဒီနောက်ဘုရားသခင်ကနေ့နေ့ညခွဲကြဖို့ကောင်းခင်မှာအလင်းအိမ်တွေဖြစ်စေကဘာမြေကြီးကိုအလင်းရောင်ပေးဖို့ကောင်းခင်မှာထွန်းလွင်းစေရက်တေနှစ်တွေရာသီဥတုတွေဖြစ်စေလို့မိန့်တော်မူပြန်တယ်မိန့်တော်မူတဲ့အတိုင်းအရာအလုံးဖြစ်လာတယ်ဒါနဲ့ပဲညနေချိန်ကုန်သွားပြီးမနက်ချိန်ရောက်လာပြန်တယ်ဒါဟာစတုထနေ့ပဲဖြစ်တယ် ပြီးတော့ဘုရားသခင်ကရေထဲမှာအသက်ရှင်နေတဲ့သတ္တဝါမျိုးစုံလေထဲမှာပြန်နိုင်တဲ့ငှက်မျိုးစုံ ဖြစ်စေလို့မိန့်တော်မူပြန်တယ်။မိန့်တော်မူတဲ့အတိုင်းလည်းဖြစ်လာတယ်။ရေထဲမှာ အသက်ရှင်နေတဲ့ငါးပေါင်းစုံမာယောလေထဲမှာ ပြန်နေတဲ့ငှက်တွေမာယော သူတို့နဲ့အမျိုးတူတဲ့သားလေးတွေရှိလာကြတယ်။ဖျားသခင်ကသူတို့အတွက်အကောင်းဆုံးဖြစ်စေခြင်းနဲ့ ဒါနဲ့ပဲညနေချိန်ကုန်လွန်ပြီးနောက်တနေ့မနက်ကိုရောက်လာပြန်တယ်။အဲ့ဒါဟာပြင်စမနေပေါ့။ဖျားသခင်ဟာတစ်ပင်မျိုးစုံကိုဖန်တီးပြီးအလွန်ဝမ်းသာတော်မူတယ်။အဲ့ဒီနောက်ဖျားသခင်ကဆက်ပြီးအခုငါတို့လူတွေကိုဖန်ဆင်းကြမယ်။သူတို့ဟာငါတို့နဲ့တူစေရမယ်။သူတို့ဟာငါးများငှက်များကိုအုပ်ဆိုးရမယ်။ သူတို့ဟာကြီးတဲ့တရိတ်ဆန်တွေငယ်တဲ့တရိတ်ဆန်တွေရင်ပါတဲ့တရိတ်ဆန်တွေရိုင်းတဲ့တရိတ်ဆန်တွေရအားလုံးကိုအုပ်ဆိုးစေလို့မိန့်တော်မူတယ်။ဒါကြောင့်ဘုရားသခင်ကသူနဲ့ပုံစံတူတဲ့လူယောက်ျားနဲ့လူမင်းမကိုဖန်ဆင်းတော်မူတယ်။သူတို့ကိုဘုရားသခင်ကကောင်းချီးပေးပြီးသားသမီးတွေအများကြီးမွေးဖွားကြကဘာမြေကြီးရဲ့နေရာတိုင်းမှာ နေထိုင်ကြပြီးကဘာမြေကြီးကိုစောင့်ရှောက်ထိန်းသိမ်းကြ ငါတွေငှက်တွေနဲ့တရိษံအားလုံးကိုအုပ်ချုပ်ဖို့အခွင့်တောင်းဝင်တင်းတို့ကိုငါပေးထားတယ်။စပါးတီးနံတတိမျိုးစုံကိုလည်းတင်းတို့စားဖို့ငါပေးထားတယ်။တရိษံနဲ့ငှက်အားလုံးစားဖို့အတွက်မျက်နဲ့အပင်ငယ်တွေကိုလည်းငါပေးထားတယ်လို့မိန့်တော်မူတယ်။သူပြောတဲ့အတိုင်းအရာအားလုံးဖြစ်လာတယ်။ဖျားသခင်က သူဖန်ဆင်းထားတဲ့အရာအား ရာတွေအားလုံးကို ကြည့်ပြီးခြေနဲ့အားရတော်မူတယ်။ဒါနဲ့ပဲညနေချိန်ကုန်သွားပြီးမနက်ချိန်ရောက်လာပြန်တယ်။ဒါဟာစတ္ထမနေ့ပေါ့။ဒီလိုနဲ့ကဘာကြီးတစ်ခုလုံးကိုဖန်ဆင်းလုပ်ပြီးသွားတယ်။တတ္တမနေ့လည်းရောက်ရောဘုရားသခင်ဟာအားလုံးဖန်ဆင်းပြီးသွားတယ်။ဒါကြောင့်ဘုရားသခင်လည်းအနားယူတော်မူတယ်။ဘုရားသခင်ဟာတတမနေ့ကိုနေ့ထူးဖြစ်စေပြီးအနားယူတဲ့နေ့အဖြစ်သတ်မှတ်လိုက်တယ်။